စစ်ရေးမဟာဗျူဟာရတနိုင်ငံလုံးထွေထွေထိုးစစ်ကြီးတရက်ဆင်နွဲဖို့မာမိတ်ဒေါ်လာရင်းအဖွဲ့တွေနဲ့ပြင်ဆင်နေတယ်လို့မြို့သားညညရေးဆိုရ NUG ကာကွယ်ရေးဝန်ကြီးဦးမြင့်မောင်ကအတိအပြေပြောဆိုလာပါတယ်မြို့သားညညရေးဆိုရပြည်သူကာကွယ်ရေးတပ်မတော်နဲ့မဟာမိတ်ဒေါ်လာရင်းအဖွဲ့တွေဟာဒီထွေထွေထိုးစစ်ကြီးအတွက်ပြင်ဆင်ကြိုးပမ်းနေကြတယ်ဆိုတာအတိအပြေလို့တယ်မတ်25ရက်နေ့ကပြုလုပ်ခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသအမှတ်2စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနဧရာဝတီအမှတ်29ဗျူဟာအပတ်စဉ်ကအခြေခံစစ်ပညာသင်တန်းဆင်ပွဲအခမ်းအနားမှာသူကအွန်လိုင်းကနေပြောခဲ့တာပါ NUG ရဲ့ပြည်သူ့ကာကွယ်တပ်မတော်အနေနဲ့စစ်မဟာဗျူဟာအရအဆင့်၃ဆင့်ကိုဖျက်ဆီးကြရပြီးပထမအဆင့်အနေနဲ့တနိုင်ငံလုံးကွက်ပြစ်စည်ရေးလှုပ်ရှားနိုင်အောင်ကြိုးပမ်းခဲ့ကြရတယ်လို့ဥယျာဉ်မုံကဆိုပါတယ်။အခုအခါဒေသတိုင်းမှာတပ်တီဆောင်မှုနဲ့တပ်ဖြတ်နေရယူမှုဟာအတိုင်းအတာတစ်ခုအထိပြင်းထန်ခဲ့ပြီး ဒုတိယအဆင့်အနေနဲ့မဟာဗျူဟာထိုးစစ်ဆင်ပြီးမြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲကြရတာဖြစ်လို့လက်ရှိရဲဘော်တွေဟာဒီအဆင့်ကိုဖျက်ဆီးနေကြရတာလို့ပြောပါရည်။တတိယအဆင့်အနေနဲ့တိုင်းနိုင်ငံလုံးအထွေထွေထိုးစစ်ကြီးတည်းရဲ့ဆင်နွှဲဖို့ပဲရှိလို့ပြည်သူ့ကာကွယ်တပ်မတော်နဲ့မဟာမိတ်တော်လိုင်းအဖွဲ့တွေဟာဒီအတွက်ပြင်ဆင်ကြိုးပမ်းနေကြတာကိုအသိပေးတာပါ။ဒါအပြင်အထွေထွေထိုးစစ်ကြီးဆင်နွှဲရမှာမြဝကျွမော်ဒေတာဟာရေးကြည့်တဲ့စစ်မျက်နှာတစ်ခုဖြစ်ပါဝင်မယ်လို့ဦးရီမွန်ကအခြေခံစစ်တပ်နံစင်ပွဲမှာထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ မတ်ရှိရနေ့ကလည်းပြည်သူ့ကာကွယ်တပ်မတော်ကိုဥဆောင်ကွက်ခဲ့မဲ့တပ်မှုတင်တဲ့အပတ်စဉ်တင်းမြောင်း2024စင်ပွဲတို့ပေးပို့တဲ့တုံးဝင်လှော်မှာလည်းသူကအလားတူထဲသွင်းပြောဆိုထားတာပါ PDF ပါကာဖာနဲ့မဟာမိတ်တော်လိုင်းရဲ့အဖွဲ့အားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာအလိုက် ထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲဖို့ဖြစ်ပါတယ်စစ်ရေးကက်ခတ်တွေကတော့ဆက်နာချက်စနစ်ကိုတော်လိုင်းရဲ့အားစုတစ်ခုလုံးကဟန်ချက်ညီညီအမြင့်ဖြတ်ဖို့အချင်းချင်းကြားအချိတ်ဆက်မိမိနဲ့ တပြိုင်နက်ထဲတိုက်ခိုက်ဖို့လိုနေပြီလို့ထောက်ပြကြပါတယ်။ NUG ရဲ့မဟာမိတ်တော်လှန်ရေးဖွဲ့တွေထဲမှာကေမျိုးသားစီယုံ KNU ၊ချင်းမျိုးသားတပ်ဦး CNF နဲ့ကရင်းနီအမျိုးသားတုတ်တက်ရေးပါတီ KMPP တို့အထူးကပါဝင်ပြီးတခြားတိုင်းဒေသလန်တကိုင်ဖွဲ့တချို့နဲ့လည်းစေအရာပူးပေါင်းမှုတွေရှိနေတာပါ။တော်လိုင်းဤကာလမှာမျိုးသားညီညွတ်ရေးဆိုရ NUG အနေနဲ့တိုင်းဒေသအလုံးနဲ့သဘောတူညီမှုတရရရှိဖို့လိုအပ်တယ်လို့ယုံကြည်မှုတည်ဆောက်ဖို့လည်းလိုအပ်တယ်လို့ထောက်ပြတာတွေလည်းရှိနေပြန်ပါတယ်။လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်တွေဟာတိုင်းသားဒေသတွေအပါအဝင်ဆက်နာရှင်စနစ်လှုပ်ရှားမှုအားကောင်းတဲ့တိုင်းဒေသကြီးတွေမှာတက်ဆိုင်ရာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပူးပေါင်းတိုက်ပွဲဝင်ကြပါသည်